မင်္ဂလာပါရှင် တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကို Dwell Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ Dwell အကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသားတွေပါဝင်လွတ်ရက်စစ်အကျဉ်းသား15ဦးဒီကနေ့လွတ်လာတဲ့တင် Dwell မှာပရဟိတအဖွဲ့ဝင်တဦးကိုလက်နက်ကင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတဲ့အကြောင်းလောင်လုံးမြို့နယ်စစ်ပြေးရွာကိုဆက်အနာရှင်တက်စစ်ကြောင်းထတ်ထိုးလို့ဒေသခံတွေနေရွှန့်ထွက်ပြေးနေရတဲ့အခြေအနေအင်း မြေကနေတနင်းသားရီကိုရေးခေါ်ပို့သွားတဲ့ဆရာနာရှင်တက်ကနှစင်းမိုင်းဆွဲခံရတဲ့တည်တင်းတနင်းသားရီမှာဆရာနာရှင်တက်သားတွေကတနက်နဲ့ပြစ်လို့ရောဘတ်တောင်သူဇနီးမောင်နဲ့နှစ်ဦးထံရရသွားတဲ့အကြောင်းဆားတဲ့တည်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်တဝဲအချင်းထောင်ကနိုင်ငံရေးအချင်းသားအများစုအပါအဝင်လွှတ်ရစ်အချင်းသူအချင်းသား15ဦးဒီကနေ့ဒီဇင်ဘာလ1ရက်နေ့မှာလွှမ်းမြောက်လာကြပါတယ်။ဒီသတင်းကိုဒွေဝက်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါရှင်။ ဒွေချင်းထောင်ကနိုင်ငံရေးအကျဉ်းသားအများစုအပါအဝင်လော်ရစ်စိတ်အကျဉ်းသူအကျဉ်းသား15ဦးဒီနေ့ဒီဇင်ဘာလဒီနေ့မှာလွန်မြောက်လာကြပါတယ်။ဆေအိုစုကအာရမဖန်စီထောင်ချထားသူပြီးလော်ရစ်စိတ်တို့ဒီနေ့လွန်မြောက်လာသူ15ဦးရှိပြီးအမည်စင်းအတိအကျတင်နိုင်ဖို့စုံစမ်းနေစေဖြစ်တယ်လို့ဒွေနိုင်ငံရေးအကျဉ်းသူဟောင်းတို့ကပြောပါတယ်။ဒွေထောင်ကနေအမျိုးသားရှိဦးနဲ့အမျိုးသမီး9ဦးလွန်မြောက်လာပြီး ဒိစီတည်နိုင်ဖို့ George အနေနဲ့လေစူးစမ်းနေစေဖြစ်ပါတယ်။ပြန်လို့လာသူတွေထဲကနိုင်ငံကျင်းသားတွေဖြစ်ကြတဲ့တော်ဝဲတကယ်တော့ကျောင်းသားများတမကတွဲဖက်ပြန်ချိုင်းတောင်းခံဟောင်းကိုဆိုပြီးအောင်တွဲတကယ်တော့ကျောင်းသူဟောင်းမဆိုးမီမီကျော်မဝိဤနေမသိသိစဉ်ပူလို့လေပါဝင်လာပါတယ်။ဒီနေ့နိုဝင်ဘာလ29ရက်နေ့ကလေငါးငါးကာဂျီနဲ့ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအကြီးအကဲများဟုစေဟုဆိုရဲ့အတော်ကြီးခွင်းနဲ့ဒွေချင်းထောင်ကအလောင်းမြောက်လာခဲ့ကြပါတယ်တော်ဝင်မြို့အခြေဆိုင်ရင်းခုံတန်းသွေးအလှူရှင်နဲ့အရေးပေါ်လူနာကူညီတက်ဆောင်ရေးအဖွဲ့ရဲ့အဖွဲ့ဝင်အမျိုးသားလူငယ်တဦးကိုလက်နက်ကန်အဖွဲ့တစ်ခုကဖမ်းဆီးသွားပါတယ်။တော်ဝင်မြို့အရှိပြင်ရွက်မှာနေတဲ့အသက်၁၉နှစ်အရွယ်ကိုဘုံမြတ်ကိုကိုကိုဖမ်းဆီးသွားခဲ့တာပါ။ ကိုဘုံမြတ်ကိုကိုဟာနိုဝင်ဘာလ26ရက်နေ့ကအသင်းဖော်စစ်တနဝင်တန်းနှစ်ဦးနဲ့အတူအမျိုးသမီးရုပ်အလောင်းတစ်လောင်းကိုအသင်းဖိုင်လူနာတင်ရင်နဲ့ကတင်တရားစေယုံကနေကံပေါက်ဒေတာတပိုချောင်းရောက်ကိုတွားရောက်ပို့ဆောင်ပြီးအပြန်မှာဖမ်းဆီးခံရတာပါရေဖြူမျိုးနဲ့ကြောက်ကညာကျေးရွာနဲ့ညင်ထွေးရွာကြားကလမ်းပိုက်တနေရာမှာအမြင်မသိလမ်းနက်ကင်အဖွဲတစ်ဖွဲကအရေးပေါ်လူနာတင်ရင်ကိုတားဆီးပြီးကိုဘုံမြက်ကိုကိုကိုဖမ်းဆီးသွားတာလို့ဆိုပါရယ် ကိုဘုံမြတ်ကိုကိုကိုဘယ်လနဲ့ကန်အဖွဲအစည်းကဖမ်းဆီးခေါ်ဆောင်သွားရဲဆိုတော့ကိုတော့မသိရသေးပါဘူးကိုဘုံမြတ်ကိုကိုဟာရင်ခုန်တန်သွေးလှရှင်နဲ့အရေးပေါ်လူနာကူညီတဲ့ဆောင်ရေးအဖွဲ့မှာစေတနာဝန်ထမ်းအဖြစ်လော်အားပေးကူညီနေတာတနည်းကျော်ရှိပြီဖြစ်တယ်လို့သိရပါဗျ။ဒဝံမြတ်ချင်းဆိုင်အရေးပေါ်လူနာတင်ရင်ပရဟိတအသင်းတွေဟာအရေးပေါ်လူနာတွေအချိန်မီဆေးကုသမှုခံယူနိုင်ဖို့အခက်အခဲများစွာနဲ့ကူညီဆောင်ရွက်ပေးနေကြတယ်လို့ဒဝံမြတ်ချင်းဆိုင်အရေးပေါ်လူနာကူညီတဲ့ဆောင်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတချို့ကပြောပါဗျ။ ပရာဟိတစစ်တနာဝန်ထမ်းတွေကိုပြစ်မှတ်ထားဖမ်းဆီးတာဟာအရေးပေါ်လူနာတင်ရင်ပရာဟိတအသင်းအဖွဲ့တွေဆက်လက်ရည်တည်မှုကိုချိန်ချောက်တာပဲဖြစ်လို့စစ်တနာဝန်ထမ်းကိုဘုံမြတ်ကိုကိုကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေကြပါတယ်။ဆီယနာရှင်တက်ကလောင်လုံးမြို့နယ်စစ်ပြဲရွာကိုစစ်ကြောင်းထတ်ထိုးလာလို့စပားရည်သိမ်းချိန်ရဘာဆေးချစ်ချိန်မှာဒေသခံတွေနေရွှန့်ခွာထပ်ပြေးနေကြရပါတယ်။ဒီတည်င်းကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ စင်းနာရှိတက်ကအလောင်းလုံးမျိုးနဲ့စစ်ပြေရွာကိုထက်မှတ်စက်ကြောင်ထိုးလာလို့စပားရိတ်သိမ်းချင်းရောဘတ်စီချစ်ချင်တွေမှာဒေသခံတွေနေရဆော့ခွာထွက်ပြေးနေကြရပါတယ်။လောင်းလုံးမျိုးပေါ်ကနေစက်ကြောင်ထိုးလာတဲ့စင်းနာရှိတက်ဟာဒီကနေ့ဒီဇင်ဘာလ၁ရက်နေ့မနက်၅နာရီလောက်မှာစစ်ပြေရွာကိုရောက်လာခဲ့တာပါ။လက်ရှိမှာ ရောဘာတောင်သူတွေကအစည်းချက်နေကြပြီးလက်သမားတွေကစပားရိတ်နေတဲ့အခြေဖြစ်ပါတယ်။ စက်ကြောင်းဝင်လာတာကြောင့်စစ်ပြဲနဲ့ညီမရွာကဒေသခံတွေလှုပ်လက်စအလုပ်တွေထားပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဆဲနာရှစ်တက်ကပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကလည်းညီမအစစ်ပြဲရွာတွေဘက်ကိုစက်ကြောင်းထိုးလာတဲ့အတွက်ဒေသခံတွေနှစ်ပတ်ကျော်ကြာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ညီမရွာမှာရှိတဲ့အချို့ဒေသခံတွေကဒီကနေ့ထိအိမ်မပြန်နိုင်ကြသေးတဲ့အတွက်တိမ်းရှောင်နေရတာရေပေါင်း20ကျော်လာပြီဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။ အခုလုံးမကြခဏပြည်လွှဲနေကြရတာကြောင့်ရိတ်သိမ်းချိတ်ကျော်နေပေမဲ့လက်သမားအချို့စဖားမရိတ်သိမ်းနိုင်သေးကြသလိုရောဘတ်ချစ်တောင်သူတွေလည်းအစိချက်နားနေကြရပါတယ်။ဒီကနေ့မနေ့ဆန်နာရှင်တက်ဟာစစ်ပြေးကြီးရော့ဘုံကြီးကျောင်းအချို့မှာနေရာယူထားကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဆန်နာရှင်တက်ဟာလူဦးရေစီးရင်ခောက်ဖို့စက်ကြောင်းထိုးလာတာဖြစ်တယ်လို့ဒေသခံတွေကြားပြောဆိုနေကြပေမဲ့လည်းဒူဝါရှင်နေနဲ့တိချအတိမပြုနိုင်သေးပါဘူး။ မြေမျိုးကနေတနင်္သာရီမျိုးနယ်ကိုပို့ဆောင်မဲ့ဆဲနာရှင်တက်ရိခကားနှစင်းကိုတော်လန်ရေးတက်ကနှစ်ကြိမ်မှဆွဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်နိုဝင်ဘာလ30ရက်နေ့မနက်9နာရီဝန်းကျင်ကမစောချင်းရအုပ်စုတိုးကိန်းနောက်မှာတစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မနက်9နာရီခွဲလောက်မှာတုံဖြိုချင်းရအုပ်စုလာတော်ရွာမှာတစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လန်ရေးတက်နဲ့နေဆက်သူကပြောပါတယ်။ရဲခောက်ကမလာခင်တုံဖြိုရွာနဲ့မစောရွာမှာရှိတဲ့ဆင်းရနာရှင်တပ်သားတွေကလမ်းကင်းလာယူပေးထားတဲ့အတွက်လမ်းကင်းယူတဲ့တပ်သားတွေလည်းထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ မိုင်းဆွဲတန်ကြရပြီးတဲ့နောက်တုံးပြောရွာကကျမ်းမာရေးအထောက်အကူပြုကားနှစ်စင်းမိုင်းဆွဲခံရတဲ့ဆရာနာရှင်တပ်သားတွေရှိတဲ့လောက်တာရွာဘက်ကိုမောင်းသွားတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းဆရာနာရှင်တပ်သားတွေရဲ့ထိခိုက်မှုအခြေအနေကိုတော့ဒဝဲဝက်ရှ်အနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒါအပြင်နိုဝင်ဘာလ30ရက်နေ့မနေ့7ရက်နေ့ဝန်းကျင်ကလည်းဆီယနာရှင်တက်ရေခါကားနှစ်စင်းမော်တော်ရွာကိုဖြတ်ပြီးတနင်္လာရီမြို့ဘက်ကိုဥတီမောင်းနှင်သွားတယ်လို့ဆိုပါရယ်။ တနင်္လာရီမျိုးနဲ့ဘလမုတ်ကြီးရွာပနက်ငယ်ရွာမှာဆရာနာရှင်တပ်သားတွေကတနက်နဲ့ပြစ်တဲ့အတွက်ရောဘာတောင်သူဇနီးမောင်နှံတရားရသွားပါတယ်။ဒီတင်းကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးတော်မှာပါရှင်။တနင်္လာရီမျိုးနဲ့ဘလမုတ်ကြီးရွာပနက်ငယ်ရွာမှာဆရာနာရှင်တပ်သားတွေတနက်နဲ့ပြစ်တဲ့အတွက်ရောဘာတောင်သူဇနီးမောင်နှံတို့တရားရသွားပါတယ်။ ဒီကနေ့ဒီဇင်ဘာလ၃ရက်နေ့မနေ့6နာရီမှာမော်တုံးရွာအခြေဆိုင်တုံတုံညာ6အမြောက်တပ်ကဆဲနာရှိတပ်သားတွေပနတ်ငယ်ရွာဘက်ကိုခြေလျင်ထွက်ချိန်တနက်နေ့ပြစ်တာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်ပနတ်ငယ်ရွာကအသက်30အရွယ်ဇနီးမောင်နှံဟာနေအိမ်ကနေရောဘာချန်ကိုသွားချိန်လမ်းမှာဆဲနာရှိတပ်သားတွေကပြစ်ခတ်တာဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူတအူးကဆိုပါရယ် ခေပုံးဖြစ်သူမှာနောက်ကျောနဲ့လက်တွေမှာတရားရပြီးဇနီးဖြစ်သူကတော့နောက်ကျောမှာတရားရကတရားများတာကြောင့်တနင်းသားရီစေယုံကနေမြိတ်စေယုံကိုလွှဲပြောင်းလိုက်တယ်လို့ဒေသခံတဦးကဆိုပါတယ်။ဆဲနာရှိတပ်သားတွေပနတ်ငယ်ရွာဝေါ်ကျင်ရှိပြီးထောင်စုလမ်းမကြီးတစ်လျှောက်မှာမနစ်၁၇နိုင်လောက်အထိရှိနေခဲ့ကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။ခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။